မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကို သင်ကြားပေးနေတာဖြစ်ပါလေရှင်ဒီနေ့တော့တတ်သမာတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့ဝတန်ကာလမိုးကြတဲ့လင်ဆိုတဲ့တော်ချင်းလေးတပုတ်ကိုရုပ်စုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီတော်ချင်းလေးကတော့ ဝင်းကြီးပဒေတာရာဇာကနေ18ရာစုမှာရေးသားခဲ့တဲ့တရာချင်းလေးတပုတ်ဖြစ်ပါလေရှင်ဒီကြပြလေးကို မရုတ်ဖက်ခင်မှာကြပြဆာဆုပ်ခြင်းရဲ့ရှင်ရဲ့အကြောင်းကို အနှဲငယ်မျှလေ့လာကြည့်ကြမှာဖြစ်ပါတယ်ဝတ္တန်ကာလမိုးကြတဲ့လင်အစချီတဲ့ဤကြပြဟာညောင်ရက်ခေဆာဆုပ်ဝင်းကြီးပဒေတာရာဇာဆက်ဆုပ်ခဲ့သောကြပြတပုတ်ဖြစ်သည် စာဆိုဝိနိပရိသယာစာမြန်မာတက်ကရက်1045ခုနှစ်ခန့်1136ခုနှစ်ခရစ်နှစ်1683ခုနှစ်ခန့်1954ခုနှစ်သည် စနေမင်းတနင်္ဂနွေမင်းတို့ထံတွင်စတင်၍စစ်မှုထမ်းခဲ့သည်မဟာဓမ္မယာစာဒီပတိပွဲခံဟန်တော်ရီရောက်မင်းလက်ထက်တွင် အထူးချင်းမြင့်ခံရသည် ဟန်တော်ရီရောက်မင်းသည်မိကိုတိုင်းကပင်စာပေတန်းကန်လေ့လာလိုက်စားသော စာဆိုတဦးဖြစ်သည့်အလျောင်းစာဆိုဝင်ကြီးကို ကြီးညိုယုံမှတ်သောအဖြစ်ပဒေသရာဇာဟူသောဘွဲ့ဖြင့်ချင်းမြင့်က စာဆိုကြီးဟုလေးမြတ်စွာခေါ်ဆိုခဲ့သည်နတ်ရှင်အောင်ဘွဲ့မြို့တွင်နတ်ရှင်ဘွဲ့မြို့တွင်ဘရင်ဘွဲ့စသော ပွေတူကုံတူအမျိုးမျိုးတို့ဖြင့်လဲချင်းမြင့်မြောက်စားခဲ့သည် စာစုံဝင်ကြီးသည် စာနုကိုလည်းမချစ်နှင့် သူစာကိုလည်းမပြစ်နှင့်ဟုကြောကြားသော သူစာပြုတ်နှင့်တကားအခြားပြုတ်73ဆောင်တို့ကို၎င်းအေးချင်းရတုလင်္ကာနှင့်တချင်းများစွာတို့ကို၎င်းရေးခဲ့သည်နတ်တန်အဲနှင့်ထန်ဒရာတေရှင်ဟုလူသိများသော ပဇင်းတောင်တန်ကျိုးတို့ကိုလည်းရေးသားခဲ့သည် အင်းဝပြဲ့၍ဟန်တာပရိတို့ဘရင်ပါတော်မူသောအခါစာစုပ်ကြီးနှင့်အတူပါခဲ့၍တန်လျင်၌ကွယ်လွန်ခဲ့သည်စာစုပ်ကြီးသည်လေသမားထန်းတက်သမားလှေသမားတောင်ပိုင်တက်စင်ဖန်းသမားဘွဲ့ထရာချင်းများကိုလည်းဖွဲ့ဆိုခဲ့သည်ထရာချင်းဆိုသည်မှာမြမဂီတတွင်ထန်းတရာတေတရောဟူသောတန်စင်များရှိရာ ။တာယာနာပြောပွဲဖြစ်သောတရာတန်ဖြင့်ဤဆိုရသောတေးကပြားတစ်မျိုးဖြစ်သည်။ပဒေသယာစာဤတရာချင်းများတွင်အစဝင်မင်းမူတံမဟုတ်သည့်စင်ရသာပြည်သူတို့၏ဘဝကိုရေးဖွဲ့ထားသည်ကို တွေ့နိုင်သည်။ဤသို့ရေးဖွဲ့ရာတွင်စင်ရသာပြည်သူတို့၏ကဲ့ရဲ့ခြင်းရှုတ်ချခြင်းအလျင်းမပါ ်တနာချစ်ခင်ချီတူဂုံတီချင်းတို့သာ ပါဝင်သည်ဝိနည်းပတိတရာဇာဤတရာချင်းများသည်မြမစာပေတွင်တမျိုးတဖုံစမ်းသိခဲ့သည်ဒါတော့ဝတ္တကာလမိုးကြတက်လင်းဆိုတဲ့တရာချင်းလေးကိုရေးသားခဲ့တဲ့ဝင်းကြီးပရိသစာစဝင်းကြီးပရိသရာဇာရဲ့အကြောင်းအချင်းဖွဲ့လေးဖြစ်ပါတယ်။ကဲဒါဆိုကြပြားလေးကိုဖတ်ကြည့်ရအောင်။ဝတ္တကာလမိုးကြတက်လင်း ဝတန်ကာလမိုးကြတဲ့လင်ပျော်ပျော်ပပမယားနှင့်ဆွေငယ်လင်လက်တွဲငယ်ချင်းငင်ကိုတွင်အဖို့အစိုးအင်းကြီးစုပ်ပြဲပြီးချီချီနီပေါင်းတွတ်တွတ်ကဲနှင့်လေမိုးရင်ဆွလို့အဝိကေမပါတာသမီကိုကိုထီးပွဲ့လို့တာစေရန်တထွားကြိုက်ကာထုံရင် လေကွက်ကဲတခွင်ထွန်ရင်ငင်ရေဝင်ပစွန်တွင်းငယ်နှင့်လေဖားပေါင်းဖားပေါင်းစင်းငယ်ချင်းပလိုင်းဝဲခယုပီလော့ရောနှော၍တာလွယ်ဟင်းရွက်ကဲနုနယ်တသွဲကစွန်းစူးပုတ်ကဲကင်းမုံအလုံးစုံဖူးငုံတာရော၍ပြွန့်တီနှင့်လေ ချိုလဲချိုလွန်ရီရှုံးများစွာတန်ဟင်းကျွဲ့နှပေါင်းတောင်းပြောင်းရောရွေ့တာအိမ်တို့ရောက်ခါပြင်စွာချက်ပြုတ်ဖမင်းကပူဟင်းကပူရှူရှူတာရှမ်းငရုတ်ကဲနှင့်လေအလုတ်ကဲအေယာတာငုံကလွေးတော့သည်တားမြင်းငယ်မှာချာဘယ်ညာထွေးတော့သည်ဒါလေးကတော့ဝင်းကြီးပရိသရာဇာရေးဖွဲ့ထားတဲ့ဝတန်ကာလမိုးကြတက်လင်းဆိုတဲ့ကြပြာလေးဖြစ်ပါတယ်။ ဝတ္တံကာလမောမောဥကာလဥနောမောကြတဲ့မောဥကာလဝတ္တံကာလကိုရောက်လို့ရှိ ရောက်တဲ့အချိန်မှာအိမ်တော်စုရဲ့လင်းနဲ့မယားဟာဆိုလို့ရှိရင်နော်ကိုဘောမှာအဝတ်တွေစုပ်ပြဲနေတဲ့အိမ်ကြီးနဲ့ပစိုးကိုဝစ်ဆင်ပြီးတော့သားနဲ့သမီးကိုပွဲချီးပြီးတော့လယ်ထဲကိုဆင်းခဲ့ပြီသားနဲ့သမီးဟာလည်းပဲအဝတ်ကယ်မပါနော်တကိုယ်တည်းပဲ ဖြစ်နေတယ်เนาะလေယောက်ျားဟာဆိုရင်ဖြင့်စေးတံကိုကြိုက်ပြီးတော့เนาะလေကွက်ကိုထွန်းထွန်းရင်းငင်းနေတယ်လေတကွက်ပြီးတကွက်ထွန်းရင်းငင်းပြီးတဲ့အခါမှာတော့ညနေဆောင်အပြန်မှာချင်းပလိုင်းထဲမှာเนาะလေကွက်ထဲမှာရှိတဲ့ပဇွန်ပဇွန်တွင်းငယ်လေးတွေကိုနှိုက်ပြီးတော့ပဇွန်လုံးနေနောက်ဖဖပပောင်းစင်းငယ်လေးတွေခရုငယ်တွေပလောရွက်တွေ ။နောက်ဟင်းနုနယ်ရွက်တွေ၊ပဇုံးရွက်တွေ၊စူးပုံးရွက်တွေ၊ကင်းမုံရွက်တွေအားလုံးကိုအကုန်ရောပြီးတော့ချင်းပလိုင်းထဲကိုထည့်ပြီးတော့ပြန်လာခဲ့တယ်တဲ့။ဒီဟင်းသီးဟင်းရွက်တွေဟာနော်ချိုဟင်းသီးဟင်းရွက်တွေရဲ့အရသာဟာလက်ဆက်လက်လက်ဆက်ဆက်ဖြစ်လွန်အားကြီးတဲ့အတွက်ကြောင့်မလို့အရသာဟာအရန်ချုံမြင်လှတယ်တဲ့။အိမ်ကိုရောက်တဲ့အခါမှာတော့နော်ဒီအိုးတွေကိုထည့်ပြီးတော့အကုန်လုံးရောဟင်းနေ လေတော့တဲ့ကပန်းလာတဲ့နော်နှိုက်လာခဲ့တဲ့ပဇွန်လေးနောက်ဟင်းနုနယ်ရွယ်ကစွန်ရွယ်စူးပုတ်ကင်းမုံမှာမကြမ်းအကုံရောပြီးတော့ချက်လိုက်ပါတယ်တဲ့နောက်ဆုံးမှာတော့နော်ရှမ်းငရုတ်ကလေးကိုပါခတ်လိုက်ပါတယ်တဲ့ထမင်းကပူပူနောက်ထမင်းကိုနော်ကမန်းကရန်ချက်ပြီးတော့ထမင်းကပူပူဟင်းကပူပူနဲ့နော်တာအာသမီးတွေပါဘေးမှာဝိုင်းပြီးတော့စားလိုက်ရ ဒါဟာဖြင့်เนาะ immediate immediate စားလို့ကောင်းလာပါလေဆိုပြီးတော့ရင်ဒီလေသမားအလုံးဆင်းရဲသားပြည်သူတွေရဲ့ဘဝကို ရေးသားထားတာကိုလေ့လာ တွေ့ရှိရတာဖြစ်ပါတယ်။ကဲဒါလေးကတော့တသမာတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့ဝတ္တန်ကာလမိုးကြတဲ့လင်းဆိုတဲ့ကြပြာကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။ ဒီကဗျာမှာတော့ခက်စစ်အဖွင့်16လုံးပေးထားတာကိုလေ့လာတွေ့ရှိရပါတယ်။နံပါတ်1ကကိုတီကိုတီဆိုတာတကိုတီဒီနံပါတ်2ကကြံဟင်းကြံဟင်းဆိုတာအယိုးသုံးမြောင်ရှိတဲ့နွယ်ပင်အယိုးအရွက်ကိုဟင်းချက်စားရတယ်။နံပါတ်3ဟာကျွန်နှပောင်းဟင်းရွက်တမျိုးနံပါတ်4ကဆွေငယ်လင်းခင်မောယောက်ျားနံပါတ်5ကတွတ်တွတ်အလွန်အမင်းနေရဲသော နံပါတ်6ကပလိုင်းတိန်နှီးစသည်ဖြင့်ရက်လုံထားသောလွယ်ရသည် ထဲ့เสียချင်းတော့ရှိနံပါတ်9ကပလော့ချွဲကြည့်သောဟင်းကြွေရတမျိုးနံပါတ်10ကပြွန်းအမျိုးမျိုးအထွေထွေရောနှောသည်နံပါတ်9ကဖပောင်းစင်း ပေါန်တန်သွဲသောဖားတမျိုးနံပါတ်10ကဘောင်းခေါင်းခေါင်းပေါင်းနံပါတ်7ကရှင်းအေးများသောနံပါတ်12ကလွေအာရပါရစားတော့သည်နံပါတ်13ကဝတ်တန်မိုးအခါနံပါတ်14ကတောင်းပြောင်း အယောယောအနှောနှောနံပါတ်15အလုတ်ထမင်းလုတ်နံပါတ်16ကအေယာအလွန်ကြီးမားသော ဆိုပြီးတော့ရင် ခက်စစ်အဖွင့်16လုံးကို လေ့လာ တွေ့ရှိရမှာဖြစ်ပါတယ်။အခုဖတ်ပြခဲ့တာတော့ဝင်းကြီးပဒေတာယာစာဂျေတာဖွဲ့ဆိုခဲ့တဲ့ဝတန်ကာလမိုးကြတဲ့လင်းဆိုတဲ့တရာချင်းလေးကို ရုပ်စုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။